ဒီတစ်ခါမှာတော့နိုဝင်ဘာ20ရက်နေ့ကနေပြီးတော့မှဒီဇင်ဘာ21ရက်နေ့အတွင်းမွေးတဲ့ Sagittarius လေးတွေဖြစ်ပါတယ်ဆိုတော့မျိုးနေတဲ့ Sagittarius တမလေးတွေဒီဟာဆိုရင်ဒီဒီအခုဗီဒီယိုဆိုရင် Sagittarius တမလေးနားထောင်ဖို့အသင့်ဆုံးပါပဲဆိုတော့ Sagittarius တမလေးဒီ masculine type ဖြစ်တယ် fire type ဖြစ်တယ်ပြီးတော့ mutable ဖြစ်တယ်ပေါ့နော် masculine type ဖြစ်တဲ့အတွက်အများစုသော Sagittarius ရဲ့မျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်သူတို့ရဲ့ပုံစံဒီအမျိုးသမီးတွေဆိုရင် masculine energy ကိုပို့ပြီးရမှတော့ရဲ့ကြာကြာရေးရနေတဲ့ကြိုင်နွဲ့နွဲ့နောင်းနောင်းနေတိတ်မိကြိုက်ဖို့ပုံတော့အဲ့လိုပုံစံမျိုးအမျိုးသားတွေဆိုလဲ sagittarius ဆိုပို့ပြီးရမှဒီ masculine energy ကိုကောင်းကောင်းအသုံးချနိုင်ကြတဲ့သူတွေဖြစ်တယ်ဆိုတော့ fire type ဖြစ်တဲ့အတွက်သူတို့တွေဒီ အာသူတို့ရဲ့လှုပ်ရှားတဲ့ပုံစံနဲ့ဒီအမြဲတမ်းအာ energetic ဖြစ်တယ်ပေါ့နော်ပြီးတော့ sagittarius sagittarius တွေက sagittarius တွေကအမြဲတမ်း energetic ဖြစ်တယ်အာပြီးတော့ရင်လူတွေနဲ့လက်ရောညှိထွေစွာနေတတ်တယ် mutable sign ဖြစ်တဲ့အတွက်သူတို့ကအရင်က flexible ဖြစ်ကြတယ်ပေါ့နော်ဆိုတော့ flexible ဖြစ်ကြတဲ့အလုပ်မှာဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် flexible ဖြစ်တယ်ပြီးတော့ sagittarius တွေ energy ဒီ energetic ဖြစ်တယ်ပြီးတော့သူတို့ရဲ့ဒီရီမန်းချက်ကြီးမှကြရပေါ့နော်ဆိုတော့ရီမန်းချက်ကြီးကြီးမှမှကြီးမှကြရပြီးတော့လူတွေကို ပေးကမ်းရရောတာလေရရောကြရ generic ဖြစ်ကြတယ်လူတွေကိုပေးကမ်းရရောတာကိုညှိကျင်တာသူများတွေကိုပေါ့နော်ဆိုတော့ပေးကျင်ကမ်းကျင်နေသူလည်းဖြစ်ကြဒီဘယ်နဲ့ထဲမှာ sagittarius ဒီ freedom of loving သူတို့ဟာလွတ်လွတ်လပ်နေရတာကိုပိုကြိုက်တယ်စီးတွေဘောင်တွေကနားတွေနဲ့ချုံနှောင်ထားရတဲ့ဘဝတွေချုံနှောင်ထားရတဲ့အရာမျိုးတွေအောက်တွေမှာအလုံးလုံးရတာကိုသူတို့ကမကြိုက်ဘူးဥပမာဆိုရင် ဒီ organization မှာဖြစ်ဖြစ်မိသားစုမှာဖြစ်ဖြစ်တချို့ချမှတ်ထားတဲ့အရာတွေကသူတို့ချမ်းအဲဒီတတ်မှတ်ထားတဲ့အရာတွေကပေါ့နော်ဆက်ကြီးတွေရဲ့စံချိန်စံညွန်းတွေနဲ့မကိုက်ညီဘူးဆိုရင်တို့ကအဲ့ဒါတွေကိုချိုးဖောက်ဖို့ဝင်မလေးဘူးဆိုတော့တို့တွေက freedom lover ဖြစ်တယ်ပြီးတော့ freedom seeker တွေဖြစ်တယ်အမှန်တရားအတွက်ကိုအမြဲတမ်းရဲရင်အရှိန်နေတိုက်ဖို့လဲဝင်မလေးတော့အမှန်တရားအတွက်ကိုလည်းပြောဖို့ဝင်မလေးတဲ့သူတွေလည်းဖြစ်တယ် အဲ့တော့ subject ATS တွေကတပြိုင်တည်းထဲမှာအတွေးခေါ်အတွေးခေါ်နဲ့ပတ်သက်ပြီးလဲအားကောင်းကြတယ်ဆိုတော့သူတို့စက်ကြီးသမားတွေကိုအတွေးခေါ်သမားတွေအဒီ philosophy ကိုလဲပြောကြတယ်ဘာဖြစ်လို့လဲဆိုတော့တပြိုင်တည်းထဲမှာအဲ့ဒီ philosophy ရဲ့အနောက်မှာ overthinking လဲအရင်ဖြစ်ကြတယ် subject ATS တွေကအဲ့တော့နောက်တစ်ခုကကျတော့ခဏပြောတယ်ခီးသွားတာကိုလဲကြိုက်နေတတ်ကြတယ်เนาะနောက်တစ်ခုကကျတော့ဒီ friendly လဲနေတတ်ကြတယ်ပြီးတော့အကောင်းမြင်တဲ့စိတ်လဲ များကြတယ်ပြီးတော့အစားစားရလည်းကြိုက်ကြတယ်ဆိုတော့အစားကိုကြိုက်အစားကိုစားရတာကိုကြိုက်တယ်နောက်တစ်ခုကတော့ Sagittarius တွေဒီဒီ higher learning နဲ့ပတ်သက်ပြီးပေါ့เนาะ higher learning နဲ့ပတ်သက်ပြီးပညာရက်တွေကိုလေလေဟိုဆက်ဆက်ဒီဆက်ဆက်အကုန်လုံးလေ့လာခြင်းနဲ့ဟိုကလည်းလေ့လာခြင်းဒါလည်းလေ့လာခြင်းကိုဟိုဟိုဟိုပညာရက်ကိုလည်းလေ့လာခြင်းဟိုရာကိုလည်းလေ့လာခြင်းဆိုတာ Sagittarius တွေပဲဖြစ်လို့လဲဆိုတော့သူ house night energy ရဲ့ Jupiter ရဲ့ Jupiter ဂျိုလွမ်းမိုးတဲ့ အဂျူပီတာဂျူရဲ့လွမ်းမိုးတဲ့ရာသီခွင်လည်းဖြစ်တဲ့အတွက်ဂျူပီတာအဒီဆက်ဂျစ်တေးဒီယက်စ်တွေဒီခီးသွွားလုပ်ငန်းတွေနဲ့ပတ်သက်တာတွေမျိုးမှလည်းအကျိုးပြုကြတယ်။ပြီးတော့ရင်ဒီခီးသွွားရတာတွေလည်းကြိုက်ကြတယ်။နောက်တစ်ခုကကြောက်တို့က higher learning လို့ပြောတဲ့ဟို higher learning လို့ပြောတဲ့ခါကျရင်ဘယ်လိုမျိုး learning နေပဲဖြစ်ဖြစ်ပေါ့နော်ဥပမာဆိုရင်အစင်းမြင့်ပညာကြီးလို့ပဲပြောပြောအဲ vocational နဲ့ပတ်သက်ရင်လည်းတကယ့်ကိုသူများဟင်းနဲ့မတူညီတဲ့ဒီလို learning နေနဲ့ပတ်သက်ပြီးပေါ့နော်သင်ယူမှုတွေကိုမရက်တက်ခြင်းမရက်တက်ခြင်းကြဘူး ီးတော့သူတို့တွေကလေဟိုးဆက်ဆက်ဒီဆက်ဆက်လည်းဖြစ်တယ်လေသူတို့ကဟိုကလည်းတည်တယ်လို့လို့ဒါလည်းတည်တယ်လို့လို့မျိုးလေးပေါ့နော်ဆိုအဲ့ဒါမျိုးလေးလည်းဖြစ်ကြတယ် sagittarius တွေကဒါပေမဲ့သူတို့တွေကတော့နော်ဆိုသူတို့ရဲ့ energy ကဘာလဲလို့ပြောတဲ့အခါကျရင် amen တရားအတွက်ရှိရနေရေးရင်ပြောတဲ့ပြောတတ်ကြတယ်ဆိုတတ်ကြတယ် amen တရားပြောဖို့လဲဝင်မလေးကြဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကဘောင်းနေကနားတွေစီးမြင်းစီးကန်းနေအောင်မလုပ်ဖဲနဲ့ဒီ အာဘယ်လိုမှ chain maker လို့ပုံစံမျိုးတွေဖြစ်ကြတယ်ဆိုတော့အမန်တရားကိုရှာဖွေတတ်ကြတယ်ပြီးတော့သူတို့ကြည့်လိုက်အမြဲတမ်း energetic ဖြစ်ရင်အမြဲတွတ်တွတ်ကြွကြွပေါ့နော်ဒါပေမဲ့သူတို့အဲမှာလာသူတို့လောင်းနေပြီမဲ့သူတို့အပြင်မှာတော့သူတို့မြင်လိုက်တဲ့ဆိုရင်သူတို့ဒီ active ဖြစ်တဲ့ဟာအရန်ကိုတတ်မှာပေါ့နော်တကယ်တော့သူတို့ရဲ့အထဲမှာသူတို့ကလောင်းတတ်ကြပေါ့နော်အတွေးအတွေးတွေအလွန်တွေးပြီးတော့မှာပေါ့နော် ဆိုတော့အဲ့ဒါလေးဖြစ်တယ်နောက်တစ်ခုကကျတော့ Sagittarius တမားတဲ့ဒီလူမျိုးခြားနိုင်ငံရဲ့အခြားအနေနဲ့ပတ်သက်ပြီးအမအကျိုးပေးတတ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီ house house nine energy ဖြစ်တဲ့အတွက်ဒီအာသူတို့ရဲ့အတွေးခေါ်တွေကလည်းအများကြီး concept တွေလည်းမိကြရပါတော့။အဲဆိုခဏပြောရဲဖြန့်ကျက်တွေးခေါ်မှုလည်းအားကောင်းတယ်။ဘာလို့လဲဆိုတော့သူတို့ကဟိုဟာကိုလည်းသိတယ်လို့ဒီဟာကိုလည်းသိတယ်လို့ဆက်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 ပေါ့နော်။ဟိုဆက်ဆက်ဒီဆက်ဆက်ကိုလည်းလေးလေးလေးလာအားလည်းအားကောင်းကြရပါတော့။ဆိုတော့အဲဒီလိုမျိုးပြီးရင်သူတို့ကတစ်ခုတည်းမှာအငြိမ်မနေတတ်ကြဘူး။ ့ဆိုတော့ဒီဒီပညာရေးလေးကိုလည်းသိကျင်တယ်ဟိုပညာရေးလေးကိုသိကျင်တယ်ဒီအလုပ်လေးကိုလည်းသူတို့သိကျင်သလိုဟိုအလုပ်လေးကိုလည်းသူတို့သိကျင်တယ်သူတို့မသိပဲမနေအောင်သူတို့လေ့လဲလေ့လာအဲပေါ့နော်ဆိုတော့တခုပဲဟို deeply မသွားနိုင်တာတခုကတော့သူတို့ sagittarius တမားလေးတွေအတွက်ကတော့ဒါအားနိုင်ချက်ပေါ့လေဆိုတော့အဲ့ဒါမျိုးလေးဖြစ်တယ်အဲနောက်တစ်ခုကခဏပြောတဲ့ Jupiter ရဲ့လွမ်းမှုမှုကဖြစ်တဲ့အတွက် Sagittarius သမားလေးတွေအတွက်ကကံကောင်းမှုတွေကအမြဲတမ်းရောက်လာတတ်တယ်ပေါ့နော်ဆိုတော့ဒီ Jupiter ရဲ့အာက အာလွမ်းမှုမှုကြောင့်မို့ခုနပြောတဲ့နိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအအကျိုးပေးတယ် higher learning နေနဲ့ပတ်သက်ပြီးတော့မှလည်းသူတို့တွေအကျိုးပေးကြတယ်ပြီးတော့ခီးသွွားရေးနဲ့ပတ်သက်ပြီးတော့မှခီးသွွားလာတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှလည်းအကျိုးပေးကြတယ် sagittarius တမလေးရအဲ့တော့ကျမတို့လည်း sagittarius sagittarius ပဲဖြစ်ပါတယ်ဆိုတော့ဒီ detail တို့တို့ဒီ astrology တို့နဲ့ပတ်သက်ပြီးအာမလောက်ခင်တော့ငါဆိုရင်အဲကျမကဟိုဟာ ် NGO တခုမှလည်းအလုပ်လုပ်တယ်ပန်းနေလည်းရောင်းတယ်ဂျင်းနေလည်းစော့တယ်ဂျင်းထိန်နိုင်လည်းလုပ်တယ်ပြီးအောက်ကစားဆိုလည်းစပိန်နေလည်းလိုက်စီးတယ်နောက်တနိုင်ငံရောက်တဲ့ချိန်မှာလိုက်ဟိုဟာ ။ဘောက်စင်းတွေလည်းတော့ထိုးလိုက်သေးရဲ့ပြီးတော့ရရင်ဒီဘောလုံးတွေလည်းရှောက်ရှောက်ကန်လိုက်သေးရဲ့ပေါ့နော်။ဆိုတော့အခုဒီဘက် line ကိုရောက်တဲ့အခါကျတော့လည်း story လည်းတက်ချင်တယ်။ um terror တွေလည်းတက်ချင်တယ်၊တခြားပညာရပ်တွေလည်းတက်ချင်တယ်၊ Ricky တွေလည်းတက်တယ်။အာဒီ Crystal နဲ့ဆိုလည်းသိချင်တယ်၊ Room နဲ့ဆိုလည်းသိချင်တယ်ပေါ့နော်။ဆိုတော့ဘာတစ်ခုဆိုလဲဆိုတော့ခဏပြောလို့တစ်ခုကို forget ထားပြီးတော့မှ emphasize လုပ်တဲ့အချိန်တွေမျိုးမှာအရန်ကို handle လုပ်ဖို့ခက်တယ်ပေါ့နော်သူက multi tasking အရင်များနေကြတာသူဆိုလဲသူတို့ကိုသူတို့လည်းယုံကြည်ကြတယ်ဥမာငါလုံနိုင်တယ်ပေါ့နော်ဆိုငါလုံနိုင်တယ်ဆိုပြီးတော့မှ နောက်ပိုင်းမှာဘာဖြစ်ဘာဖြစ်တာလဲဆိုတော့တခုတည်းကိုထွန်းထွန်းဖောက်ဖောက်ဖြစ်ဖို့အရင်ခက်ခဲတကြအဲ့လေတော့တတိထားမှာပေါ့နော်ဆိုတော့အလာလဲကို energy ကိုကိုတည်ပြီးတော့မှအခုဆိုရင်ဘယ်အရာကို emphasize လုပ်ရမလဲဘယ်ပညာရက်ကိုကိုရှေ့သွားရမလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးနာဇဝေဇဝါဖြစ်တတ်တယ်ဆုံးဖြတ်ချက်တွေချရတဲ့အခါမျိုးမှာဘယ်တခုကိုလိုက်ရမလဲမသိဘူးတခုကိုလည်းတည်ကျင်တယ်တခုကိုလည်းလက်မလို့ချကျင်မှုဆိုတဲ့သူတွေအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ relationship မှာလည်းအဲ့လိုမျိုးလေးကြုံရတတ်တယ်သတိထားပါ Sagittarius တမားတွေအဲ့တော့ Sagittarius တမားတွေဒီ um ကံကောင်းစီရဲ့နေ့ရက်ကကြာတာ break နဲ့ကံကောင်းစီပါတယ်ဒါကြောင့်မို့ကျမဒီကျမရောက်ကြသည်ကြာတာ break ကျမသားသည်ကြာတာ break ပေါ့နော်ဆိုတော့ okay ကျတော့ကံကောင်းစီရဲ့နေ့ရက်ကလေးကတော့9နဲ့ number 9ဖြစ်ပါတယ်အာအဲ့တော့နောက်တစ်ခုဟိုပါပေါ့နော်ဒီကြောက်ကြောက်တုံးက ဲ့တော့ယတနာလို့ပြောရင်ဒီဈိမ်းပြရာအောင် ရှိတဲ့အမ်ဒီကြောက်လေးပေါ့နော်ဆိုတော့မြန်မာပြည်မှာမြန်မာဘက်ထက်မှာဘလို့ခေါ်လဲတော့မသိဘူးအော်ဒီလိုမျိုးကြောက်တုံးလေးတွေဈိမ်းပြရာဈိမ်းပြရာအောင်ကြောက်လေးတွေအဲ့ဒါမျိုးလေးတွေကစက်ကြီး DDS သမားတွေအတွက်အကျိုးပေးပါတယ်ပြီးတော့ရင် LRD နားလေးမှာလည်းပြထားတဲ့ကြောက်လေးဖြစ်ပါတယ်ဆိုတော့အဲ့ဒါကြတော့အဲ့ကြောက်လေးကိုဆင်မြန်းတဲ့ခါကျရင် Elwood နားလေးတွေကိုဆင်မြန်းတဲ့ခါကျရင် ကိုကိုအာဒီနာကျင်ထိခိုက်မှုတွေကနေပြီးတော့မှသူကကွယ်ပေးရပြီးတော့ချစ်ချင်းမြတ်တာရင်းနဲ့ပတ်သက်ပြီးတော့မှကိုကိုလက်ပွင့်စေတယ်ဟိုမှာကိုအပတ်ဝန်းကျင်ကလူချစ်လူခင်ပေါ်များစေတာပေါ့နော်ဆိုအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့မှသူကအာဒီကံကောင်းစေတယ်နောက်တစ်ခါကျတော့ကိုရဲ့ရှောက်လန်းမဲ့ဘဝရှိခီလန်းခီးတွေမှာဆိုရင်ဒီလက်ဝိရနာလေးကိုဆွဲထားခြင်းအပြင်ကိုမလုံနိုင်စွမ်းပေါ့နော်လုံနိုင်စွမ်း ability တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အရှိအနာကက် future အတွက်လုံနိုင်စွမ်း ability တွေနဲ့ပတ်သက်ပြီးတော့မှသူကအများကြီး product အာဒီ support လုပ်ပေးရပေါ့နော်ဒီဒီရတနာလေးကိုဆင်မြန်းထားခြင်းအဖြစ်အဲ့တော့ sagittarius တမားရဲ့အတွက်ကံကောင်းစေတဲ့အကြောင်းကတော့ purple ဖြစ်ပါတယ်ဆိုတော့ purple အကြောင်းလေးတွေဖြစ်ပါတယ်ဆိုတော့ခရမ်းရောင်လေးဖြစ်တယ်အဲ့တော့ Sagittarius တမားလေးတွေအနေနဲ့အဲနိုင်ငံတွေပေါ့နော်ကံကောင်းစီတဲ့နိုင်ငံတွေလို့ပြောလိုက်တဲ့အခါကျရင် Spain တို့ Hungary တို့ ออสเตรเลียတို့ကကြတော့ကန်ကောင်းစီပါတယ်ပြီးတော့ပန်းနေဆိုရင်တော့ဒီ holy flower နဲ့ပတ်သက်တာအဲ့မျိုးတွေပြီးတော့အသီးအပင်နေဆိုရင်တင့်မာသီးနဲ့ပတ်သက်ပြီးတော့မှအ အဲဒါလေးတွေက sagittarius တွေနဲ့အရင်က relevant ဖြစ်တဲ့အပင်လေးဖြစ်ပါတယ်အပြီးတော့ရင်တော့အဲလာတို့ဒီ spirit animal လို့ပြောတဲ့ခါကျရင်မင်းပေါ့နော်ဆိုတော့မင်းကတော့ sagittarius ရဲ့ sign ကကိုကကိုမြင်းတစ်ပိုင်းလူတစ်ပိုင်းဆိုတော့ဒီမင်းလေးတွေပေါ့နော်မိမိတို့ရဲ့အလုပ်စပွဲမှာမိမိတို့ရဲ့အိမ်ခန်းနေရာမှာပြေးလွှားနေတဲ့မင်းပုံလေးတို့ချိတ်ဆွဲထားခြင်းအပြင်လည်းမိမိတို့ရဲ့ energy ကိုပို့ပြီးတော့မှ boost လုပ်လို့ရပါတယ်အဲ့တော့တတိထားမှာ sagittarius သမားလေးတွေအနေနဲ့တတိထားရမယ့်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့အဲပေါအောင်တို့တင် မာတို့အသေးတို့ပေါ့နော်ဒီခါပေါ့နော်အာဒီအောက်ပိုင်းခါတို့နဲ့ပတ်သက်ပြီးတော့သတိထားပါမယ်ပြီးတော့ me and dia ကိုသတိထားပါမယ် me and me me be and dia နဲ့ပတ်သက်ပြီးတော့မဆက်ဂျစ်တေးကြီးရဲ့တမားလေးတွေဒီပို့ပြီးတော့မဒိုက်ရိုက်အာ impact ဖြစ်နိုင်တဲ့ရာသီခွင်လေးတွေဖြစ်တဲ့အတွက်မိမိတို့ခီးသွွာလာရင်းနဲ့ဖြစ်ဖြစ် me and dia နဲ့ပတ်သက်ပြီးတော့မဒါသတိထားပါတပြိုင်တည်းထဲမှာဆက်ကြည့်တတိယတမားလေးတွေအခြေအနေနဲ့ပတ်သက်ပြီးတော့မမနာလိုဝင်တိုတဲ့စိတ်တွေများပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးလဲ သတိထားပါမိမိတို့ရဲ့ပါတနာပေါ်မှာအရင်ကိုတဝင်တူတာတဝင်ကြောင်တိုင်းနဲ့ပတ်သက်ပြဿနာလေးဖြစ်တတ်ပါတယ်ဆိုတော့ဒါလေးရည်သတိထားမှဖြစ်ပါရဲ့ရှင်